ဂရိတ်တအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြွဆွန်လာရေးပိုင်းရှင်ဒီဆောင်မေတာဟင်းဝင်းရဲ့ဆိုပီတစင်ကိုအမေရိကန်ဒေါ်လာတန်ပေါင်းတတန်းတန်နဲ့လက်ဖွက်ပေးလိုက်တဲ့မင်္ဂလာရဲ့အတမီခင်တိတိတမောမင်္ဂလာပါပရိတ်ကြရေးမင်းသားချော်တဲ့ဟင်းဝင်းရဲ့မီနီမီဆိုပီတစင်ကိုတော့မြန်မာနိုင်ငံမှာမသိတဲ့သူမရှိပါဘူးနော်ဟင်းဝင်းဟာမြန်မာနိုင်ငံမှာတစ်ချက်ကအတိတ်ကြဲမင်းသားဖြစ်တယ်လို့ နိုင်ငံနေမလေးတို့ရဲ့အပြန်ဆိုင်ပိုပန်းရတဲ့မိသားလေးပဲဖြစ်ပါရယ်ဆိုပြတစ်စင်ဟာဆိုလို့ရှိရင်လေစိုးညီအမတို့ထက်ကအငယ်ဆုံးဖြစ်ပြီးအနေထိုင်အပြောဆိုအေးကတကယ်ကိုအနေအေးတဲ့သူဖြစ်ပါရယ်ဆိုပီဒီဇင်ဟာအနေအေးပင်မဲ့လည်းအစွမ်းထက်ပြီးအလုံးကျိုးစားခဲ့တဲ့သူဖြစ်ပါတယ်။အေးအေးလေးနဲ့ချက်မြက်တဲ့သူဖြစ်ပြီးအလလုံးတဲ့နေရာမှာလည်းတိကျတဲ့သူဖြစ်ပါတယ်။ဆိုပီဒီဇင်ကတော့အခုချိန်မှာပရိသတ်တွေရဲ့အပြောဆိုကိုဂရုမစားပဲရုပ်ရှင်စကားပေါင်းများစော်ကိုစတိုင်ရကူးနေတဲ့သူဖြစ်ပါတယ်။ တချို့ထွက်လာတဲ့သတင်းတွေအရမင်းလိုက်ရဲ့တမင်ခင်တီရီတမောပိုင်ဆိုင်တဲ့အယူရှင်ထုတ်လို့ရင်းမှာမင်းမင်းဝုံမွှေရင်နဲ့အတူဆိုပစ်တစင်းနဲ့ပါဝင်တဲ့လို့သိရပါတယ်။ဒါကြောင့်ဆိုပစ်တစင်းရဲ့မင်္ဂလာဆောင်တဲ့အချိန်မှာအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ကျေရှိနေတယ်။ကြောက်စင်းသုံးတွေရွှေတွေဒေါ်လာတွေပို့ပေးလိုက်ပြီးနေအင်းအထိကိုတိုင်ကိုကျလက်ဖက်ပေးခဲ့တယ်ဆိုပြီးသတင်းတွေထပ်ပေါ်လာတာကိုတွေ့နေရလဲဖြစ်ပါတယ်။မင်းမင်းကြီးဆိုပြင်းလစင်းကတော့တကယ်ကိုကံကောင်းမဲ့အခုချိန်မှာအောင်မြင်မှုတွေအထွတ်ထိပ်ကိုရရှိနေတာပဲဖြစ်ပါရဲ့ သူမဟာဆိုလို့ရှိရင်အထောင်ရဲ့ကံကောင်းတဲ့သူဖြစ်သလိုစီမွားရဲမှလည်းကံကောင်းတဲ့သူဖြစ်ပြီးပရိသတ်တွေအားကျနေခဲ့ကြရလဲဖြစ်ပါရယ်ဟုတ်ကဲ့ပါပရိသတ်တွေဆိုပြီးတဲ့စင်ကြောင့်သက်ဆက်ပြမှုကိုဒီမှာပဲရှင်းအောင်ခုပြပါရှင်ပရိသတ်များလုံးပဲရှင်းနေရှင်းမိကြပါစေရှင်